နေဆက်ဆံပြီးစောက်ကလေးမရစေနဲ့ကိုလုံးသုံးဒီလေစောက်ကလေးမြုံနဲ့လိုးတာလို့အဲ့တော့ဒီနေ့မှာပဲဒီရက်ပဲမှာထပ်ပြီးတော့နောက်ထပ်တက်လာတဲ့ video file အဲ့ဒါဘာလဲဆိုတော့ overflow festival ဆိုတော့ဟိုပါပေါ့နော်အဲ့ဒီ ဟိုရှိုးပွဲပေါ့နော်ရှိုးပွဲလည်းပဲခေါ်မလားပေါ့နော်အဲ့ရှိုးပွဲလာတိုင်းလုပ်တယ်လို့လည်းကျွန်တော်ကြားတယ်ကျွန်တော်အဲ့ပွဲတွေမသိဘူးငယ်လဲငယ်လို့လာတော့မသိဘူးကျွန်တော်လည်းမသိဘူးအဲ့ရောထားပါတော့နော်ဒီပွဲတွေကခဏခဏလုပ်တယ်လို့ကျင်းပတယ်လို့သိရတယ် so overflow festival ဆိုတဲ့ဟာကအဲ့ပွဲမှာမနေ့ကနိုဝင်ဘာနေ့ရက်နေ့ညမှာလုပ်သွားတဲ့ပွဲကဒီနေ့ TikTok တွေ Facebook တွေမှာ viral ဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာပါတဲ့ rapper ဆိုတော့နှစ်ယောက်ကပြောသွားတဲ့စင်မွန်းနဲ့ပြောသွားတဲ့ဇာတ်ကားတွေကမကြောက်ဝင်မနာတာရှက်ဖို့ကောင်းတဲ့ကိစ္စတွေဖြစ်နေတယ် ရှုပ်ဖို့ကောင်းတဲ့ကိစ္စဖြစ်နေတယ်။ဆိုကြပါစို့ Solar Wind ဆိုတဲ့ကောင်းလေးရဲ့နောက် Barco Bain ဆိုတာပါလားကျွန်တော်မခေါ်တတ်ပါဘူး။ BGHU BIM ဆို BAR Bain ပေါ့နော်။ BHU ဆို Barco လို့ခေါ်မလား BCO လို့ခေါ်မလားစိုက်တို့လို့ခေါ်ပါနော်။အဲ့တော့အဲ့ဒီကောင်းလေးတစ်ယောက်ကတွဲပြီးတော့သူတို့ဖွဲ့လိုက်ကြည့်ပါဦးဆိုတဲ့ရှင်းဆိုရချင်းမှာအဲ့မှာ Solar Wind ဆိုတဲ့ကောင်ကပြောတယ်။ဘာလို့ဆိုတော့သူတို့ပဲစကားတော့ကြမ်းပါလေ။ကြမ်းတယ်တော့ကျွန်တော်ရုံးပြချင်ဘူး။ဒါပေမဲ့ဒီကောင်းလေးပြောတဲ့ပုံစံကြီးကတော့တော်တော်မရိုက်တဲ့အတွက်ပြောရရင်တော့ဟိုမရိုက်တဲ့အတွက်ကျွန်တော်ဒါပြောရမှာပေါ့နော်။အဲ့တော့ဒီ video file ကိုဒီ video file ကို ကျွန်တော်ကြည့်ပြီးတော့အခုသတင်းမှပြောကြားရေးဂရုတွေမှာလည်းမေးကုန်ပြီမီဒီယာတွေကမေးကုန်ပြီဒီလိုမျိုးစစ်ပွားနေပြီးတော့တိတ်တက်ကိုစော်ရတဲ့အများပြည်သူစော်ရတယ်လို့ပြောရတဲ့စကားတွေကိုယွန်စရာကောင်းတဲ့စကားတွေယဉ်ကျေးမှုနဲ့မသိမျောတဲ့အခါတော်ဖြစ်တဲ့အရာပြောရတယ်ဘလို့ရေးယူမလဲလို့မေးကုန်နေမေးကုန်ပြီအဲ့တော့မီဒီယာတွေကမေးပြီသက်ဆိုင်အာဏာရှင်ဖွဲ့စည်းတဲ့တခုပြပြရတော့မယ်အဲ့တော့သူကဘာလဲဆိုတော့ဟိုလက်ကိစ္စတွေပါတယ်ကွန်တော့တော့မျိုးစုံပေါ်ပြကြီးပြောတော့ဒီကအဲ့နောက်တစ် ပိုမြင့်တယ်ကျွန်တော်တို့ကျွန်တော်တို့စင်မွားကျဲတယ်ပြီးလည်းပြီးတော့နောက်ထပ်ပြောလိုက်တဲ့စကားမှာပိုဆိုးတာမိန်းကလေးဆိုရင်မချောင်းမနာသားကြီးပဲအဲ့ပွဲထဲမှာရှိနေတဲ့မိန်းကလေးတွေကအဲ့ဒါကိုလက်ခံကြသလားအဲ့ပွဲထဲမှာရှိတဲ့အမျိုးသားတွေရောလက်ခံကြသလား तू အဲ့လိုပြောတော့စင်မွားအဲ့လိုပြောတော့ရည်ကိုလက်ခုပ်တီးပြီးအားပေးကြတာလားဒါမှမဟုတ်အဲ့ဒါကြီးကမသင့်တော်ဘူးဆိုတာမျိုးမတွေးမိကြဘူးလားဒါမျိုးကဒီလိုပွဲမျိုးသဘိတ်မောင်းအောင်နောင်ဆိုဒါမျိုးပွဲမကြည့်ဘူးကွာဒါလိုမယိုင်းနေစကားကြီးပါလိုက်မကြည့်ဘူးကွာဆိုတာမျိုးလူငယ်တွေသဘိတ်မောင်းအောင်ဒါသဘိတ်မောင်းအောင်လူငယ်တွေနောက်တစ်ခုကဒီပွဲမှာ တက်ဆိုတဲ့သူတွေကရှင်းပြောရအောင်စင်ပေါ်တက်ပြီးလို့စော်ကားမရိုက်တဲ့ဒီရုံရင်ကြမ်းကန်းတဲ့စကားတွေပြောတော့ကျွန်တော်တို့စဉ်းစားကြည့်တာပေါ့နော်သူတို့မှလည်းအမေတွေဖေတွေရှိမယ်မောင်နှမတွေရှိမယ်ကျွန်တော်အဲ့အစိုးရမှာညီမတွေအမတွေရှိလာတော့မသိဘူးနော်လူဆိုတာအမျိုးတွေရှိတာကိုသူ့မှာနှမတွေရှိတယ်ဝင်းဝဲရှိတယ်အရင်ရှိတာသူ့နှမတွေရှိမှသူအဲ့လိုပြောကြည့်ပါလားအဲ့ဗီဒီယိုကထပ်ခါတခါဖွင့်ပြကြည့်သူ့နှမတွေရှိမှကျွန်တော်ဖွင့်ပြကြည့်တယ်နော်သူ့အမေတွေရှိမှဖွင့်ပြကြည့်တယ်သူ့ရဲ့အမျိုးတွေတိုင်းဝန်တွေရှိမှဖွင့်ပြကြည့်တယ်အဲ့ဗီဒီယိုဖိုင်ထပ်ခါတခါဖွင့်ပြပြီးတော့ဖွင့်ပြပြီးတော့ကဲခင်ဗျားတို့ဒါခင်ဗျားတို့ဒါကြည့်တဲ့စေဝတ်တွေဒီလိုပြောရတယ် ဖျောက်တာလူလိမ္မာလေးလားတကယ်လူလိမ္မာလေးလားဒါတာပြောတင်လားအဲ့တောက်ရှော့ဖွင့်ပြဘာကြောင့်ဆိုတော့ကိုလှုပ်တဲ့လို့ရကမလားမလားမသိဆွတ်ဆက်ပြီးတော့မူးနေလားဆေးယူးနေလားကြောင်နေလားဘာလားမသိရှောက်ပြောတာကြီးကအများကြီးဆိုတော့မသိတော့ဘူးဆိုတော့ဟိုတီးတင်တယ်ပြောတော့တာမှတော်တော်ကိုစိုးစိုးဝိုင်းပါဟိုဘလို့မှကျွန်တော်နားမခံတာဘူးနားမခံတာဘူးလူပဲဗျာလူနဲ့လိန်ကမကင်းပါဘူးလူတိုင်းလိန်လိန်နဲ့မကင်းပါဘူးလူတိုင်းယောက်ျားလေးမှန်တယ်မိန်းကလေးမှန်တယ်အရွယ်တခုရောက်ပြီဆိုရင်လိန်ဆက်ဆံမှုတွေအတူကြီးပဲဒါပေမဲ့ကျွန်တော်ပြောချင်တာ အပြိုးလူကြီးတွေပေါ့ကောနော်ဒါတော့ဒါတော့အဲရှိဘူးတဲ့သူကြီးပဲအဲ့တော့ရှိတယ်ဒါတွေကနိုင်ငံလူတိလူတွေကြားထဲမှာရှောက်ပေါက်ကရပြောမှာမဟုတ်ဘူးလေမဟုတ်ဘူးလေခင်ဗျာဘလောက်တိုးတက်ပါတယ်ဖွေးဖွေးတဲ့နိုင်ငံမှာတော့အဲ့လိုမပြောပါဘူးဗျာတကောင်တွေကတပတ်ပတ်ဆက်တက်ပြောတယ်ဆိုတော့သူတို့ရဲ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူးလားအဲ့ဒီအချိန်မှာသူတခုခုတုံးထားသလားဆိုတော့တတိယကြီးကျွန်တော်ဖြစ်လာဖြစ်လာပြီးတော့ဒါတော့မရရန်ရန်ကားတဲ့ကောင်တွေဘာလို့စင်ပေါ်တင်ပေးတာလဲစင်ပေါ်တင်ပေးတဲ့ပွဲချင်းပါသူတွေဘာလို့အဲ့ပေါ်တင်ပေးတာလဲဒါကြီးက သိတော့လားမသိတော့လားမသိတော့ဘူးလားเนาะဒါတစ်ချက်ပေါ့နောက်တစ်ခုကအဲ့ဒီဗီဒီယိုဖိုင်ကြီးကနောင်တပေါင်းမြောက်တာ၄ဆက်ရှိနေဦးမယ်ဆိုပါလို့ကမအဲ့ကောင်ရောက်မိမ့်မှရမယ်ခလေးတွေမွေးလာမယ်သူသမီးကိုအဲ့ဒါဖွင့်ပြမယ်သူ့ရှေ့မှာသူ့သမီးဟိုသူ့ရှေ့မှာကျွန်တော်အဲ့ဒါပြန်ဖွင့်ပြမယ်ဒီကောင်မလို့နေမလဲနောက်နှစ်တေကြာတဲ့အခါသူ့ဗီဒီယိုဖိုင်သူပြန်ကြည့်ပြီးတော့သူဘလို့နေမလဲရှက်ကောရှက်တတ်မလားရှက်တတ်ပါမလားဒါကြီးငါမပြောသေးဘူးပြောသေးတယ်သူစဉ်းစားတတ်ပါမလားအခြေခံပေါ့နော်ဆိုတော့ပုံမှန်စိတ်အခြေအနေရှိတဲ့လူကြောက်ဆိုရင်ဒါမျိုးတက်ပြောစရာအကြောင်းမရှိဘူးအဲ့တော့တခါကျရင် rapper rapper နဲ့ ရှင်းပြရင် rapper rapper နဲ့ဟိုကြောင်တောင်ထထလုပ်တဲ့ကိစ္စကြီးချုပ်ကိစ္စတွေက rapper အတိုင်းဝတ်တစ်ခုလုံးထိခိုက်တယ်။တချို့ကြောင်တောင်ကောင်းနေကြောင် rapper အတိုင်းဝတ်တစ်ခုထိခိုက်တယ်။အဲ့တော့ rapper အတိုင်းဝတ်လည်းဒါကိုကန့်ကွက်ရမယ်။နော်ကန့်ကွက်ရမယ်။အဲ့တော့အခုဘာဖြစ်လဲဆိုတော့မှဟိုဆိုတော့ယုံလေးလိုပါလို့ဆိုသူ Facebook မှာတက်ရေးနေတွေ့ပါတယ်။ဟိုအစတော့ယုံလေးကလည်းအစတော့ရှူးရှဲရှူးရှဲနေရေးနေ။နောက်ကျတော့အဲ့ကလေးရဲ့မိဘတွေကအဲငလင်တော့ကပါဝါတယ်လို့ဘာလို့ညာလို့ရှောက်ကြီးတယ်။ဘလို့ကြီးကြီးဒါကြီးကသူလည်းမကြိုက်ပါဘူးလို့ပြောတယ်။နည်းနည်းသူပထမတစ်ခေါက်ရေးတော့တန်ရှင်းမြင့်တယ်။နောက်တစ်ခေါက်ကျတော့နည်းနည်းညော့သွားတယ်။ဘာကြောင့်လဲတော့မသိညော့သွားတယ်။အာနောက်နောက်ပိုင်းကြီးသူရှိတယ်ပါကြီးတော့မှာ။ တော့ဒီလိုမျိုးကိစ္စမျိုးတွေကိုကျွန်တော်တို့ကလက်ခံလို့မရဘူးဆိုတော့နံပါတ်1ကပြောချင်တယ်နော်ဒီမှာကိုနိုင်တော်တို့ပါလို့ဆိုလေဒါမျိုးတွေဆေးပေါ်မှာပြောခွင့်ပြုထားတယ်မတားဆီးကြတော့ဘူးဆိုရင်ねကျွန်တော်တို့ကအမှုပြန်သွားတော့တော့ပြောသေးလို့မဟုတ်ဘူးတဲ့အတန်ကြိမ်းလည်းမခွင့်ကြပါနဲ့တဲ့ဘေးကနေကလေးနေနောက်ထပ်လို့မသိပါဘူးဆိုတာမျိုးဒီဒါဂီတာနိုင်စောကိုနိုင်စောကြီးလို့ဆိုကိုနိုင်စောတို့ပါလို့ဒီလိုပြောလာတယ်ဆိုတော့ဘာလို့ဆိုဂီတာလောကကဟိုဝိုင်းတဲ့ဝိုင်းဆရာကြီးတွေဆိုကုန်လို့ဒါကြီးကိုနားထောင်ပြီးတော့ဘလို့မှသူတို့အဆင်မပြေဘူးဆိုတာပြောတယ်ဒါမှမဟုတ်ဘူးလေဒါဒါအတုပညာရှင်မဟုတ်ဘူးဂီတာသမားလည်းမဟုတ်ဘူးလေမြို့သားကြီးကပါလေဖြစ်လာပြီဖြစ်လာပြီပေါ့နော်ဆက်ဒါမသိတော့ဘူးဆိုတော့ပြောလာကြပြီ ဟိုမင်းနမမောင်နှမသားမိတော်ထိုင်နာတော့လို့မကောင်းတဲ့တချင်းမျိုးတွေဗျာဒါတချင်းဆိုတာမဟုတ်ဗျာတချင်းကတမျိုးကိုယ်ကစင်မွားနေပြီးပေါက်ခဲ့ရပြောပြတာဆိုတော့အဲ့ဒါဆိုတယ်အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ခုဒီမှာ overflow festival ရဲ့ facebook page ကဘာပြောလဲဆိုတော့လက်တော်ဖြစ်ပေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ overflow team ကနေအနုညွှန်းတောင်းပန်ပါတယ်တဲ့နော်မထင်မှတ်ထားပဲဖြစ်ခဲ့တာဆိုပေမဲ့လူမွေးရေးနေရာမသိတော်တဲ့ဇာတ်ကြီးအတုံးတုံးကြီးပါသလိုရင်ချင်းမှုရလေရုပ်စုအကြီးတန်ဒါကြောင့်ဒီကိစ္စမျိုးနောင်နောင်မဖြစ်အောင်ဘယ်တော့မှမဖြစ်အောင်တေချာချက်မှတ်သားကိုခရီးပေးပါတယ်တဲ့ ဒီတော့ကြောင်းဒီနေ့ပွဲရရင်စပြီးတော့နောက်ပိုင်းပွဲတွေစပြီးတော့အဆိုတော်ဝင့်နဲ့ဘတ်ခိုဘိန်းဆိုတဲ့ကိုပုံကိုတွေကိုတဲ့ overflow နဲ့လက်တွဲဖြုတ်တဲ့ကြောင်းအတိအပြည့်ပြစေတဲ့ဆိုပြီးတော့အားလုံးပေးတဲ့သူချင်းစီကိုလည်းကျေးဇူးတင်နေတောင်းတောင်းမှပါလို့ဆိုပြီးသူရေးထားတယ်။နော်အဲ့ဒီဝင့်ဆိုတဲ့ကောင်ကလည်းသူ့ရဲ့ face ကနေတင်ထားတယ်။အဲမနေ့ည overflow မှာကျွန်တော်ရဲ့ဒီဆိုဖြည့်ပြမှုကြောင်းနဲ့မိဘပြည်သူစိတ်နှောင့်ချက်ဖြစ်စေခဲ့တဲ့အတွက်အနည်းငယ်တောင်းမှပါတယ်။ထပ်ပြီးနောက်နောက်ပြောင်းစင်ကြင်မှမလို့ခရီးပြပါလို့ဆိုပြီးတော့သူကလှုပ်ထားတယ်။ဆိုတော့လူဆိုတာအဲ့လိုလုပ်မှ အောင်မြင်အောင်အဲ့လိုလိုတောင်းမှန်တယ်တောင်းမှန်ပြီးကြည်သွားတယ်ပြီးရင်နောက်တစ်ခေါက်ပြန်လာမယ်မူးလာရင်ပလက်ကျွတ်လာရင်ပြန်လုပ်မယ်သူရမလားဗျာဆိုတော့စဉ်းစားကြည့်ပေါ့ဆိုတော့တခါကျတော့လေဟိုခွန့်ပြုတ်ပြီးလေခွန့်လို့ပေးချင်တောင်းအကျိန်တွေကမရိုင်းတတ်တဲ့လူဒန်းသားတချို့ကြောင့်တချို့ကိစ္စတွေကနောင်ကျင်လို့ရတယ်ဆိုတော့မျိုးဖြစ်လို့ဖြစ်လာလို့ဖြစ်လာတယ်ဥပမာဆိုကြတော့ driver mighty ခွန့်လို့ပေးလိုက်တယ်ခွန့်လို့ပေးတဲ့ကြားထဲအကျိန်ကြီးကစော်ကားတယ်စော်ကားတော့ခုပဲလေထောင်းနေပြောက်သွားတယ်ဒါတော်တော်ကိုဆိုးလုံးလို့ထောင်းနေပြောက်သွားတာဆိုတော့တခါကျရင်တချို့ခွန့်လို့ချင်းတွေကတချို့ခွန့်လို့ချင်းတွေကထိုက်တန်တယ်တချို့ခွန့်လို့ချင်းတွေကြတော့ နောက်တစ်ခုစော်ကားခံရဖို့လို့ဖြစ်စီတယ်အဲ့ဒါလေးလေအစိုးရနဲ့သတိထားဖို့လို့တချို့ကိစ္စလေးကြရင်တော့ခွန်းနဲ့ခလုတ်လို့ရပါတယ်ဒါပေမဲ့ဒီလူတွေကိုကြိုးတော့ချီထားမှရမယ်တခုခုတည်းတော့ချီထားမှမဟုတ်ဒီလူတွေနောက်ဆိုဒီလိုဘယ်ချင်းစော်ကားမလို့ဆိုတာမသိနိုင်ဆိုအဲ့ဒါမျိုးတွေရှိရပေါ့ဒါကြောင့်ဒီကိစ္စမျိုးတွေကြတော့ဝိုင်းဝန်းပြီးတော့အမှုပြတာဝန်ကိုလည်းရှုတ်ချဖို့လိုတယ်ဒါမျိုးတွေနောက်ဘူးကမလို့ရအောင်လုပ်ဖို့လိုတယ်ရှေ့မှာလည်းအမှုပြရှင်အချို့ထောင်ထဲကြာကုန်ကြပြီဆိုတော့အချို့ထောင်ထဲရောက်ကုန်ကြတာရှိတယ်သူတို့ထွက်ပြေးနေရရှိတယ်ရှောင်ပြေးနေရှိတယ်သူတို့သူတို့လောက်တာလေးကဒီကောင်လေးတော့မချမ်းပါဘူးဒါတော့ပြည့်ရန်တော့လွှတ်နေရတယ်ရှိပါတယ် ဆိုတော့ဒါကြောင့်တစ်ခါကြရင်လည်းဟိုတချို့ရှိုးပွဲတွေစီစဉ်နေသူတွေပါရင်ညာတွေကိုလည်းအာရမဖွဲ့စည်းနေတဲ့တရားတွေကြက်မှရမယ်မင်းတို့ပွဲတွေမှာစေးသုံးတာမွေးစေးတော့ဝင်းစစ်ဟမ်အဲ့လိုလုပ်မှရမယ်တချို့ကကြာနော်တခါကြရင်လည်းဒီနေ့တော့ဟိုထိမ့်ချောက်မှုတို့တော့ဗျာနော်ဒီဒီမြန်မာရင်းချမှုတွေမဆိုင်နေရဖြစ်ကုန်တယ်ဆိုတော့ဒါတော်တော်ယုံဖို့ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုခင်ဗျားတို့အနေနဲ့မြင်ရင်လည်းဖွင့်မကြည့်ပါနဲ့အတွေ့လည်းကြော်လိုက်ပါမကြည့်ပါနဲ့အားလည်းမပေးပါနဲ့ပြီးတော့ဒါမျိုးတွေကိုနောက်ထပ်အမပေးမိအောင်အဲ့ဒီအဲ့ဒီ festival ပွဲမျိုးကို ရှုံချပါပြစ်တင်ပါပြီးနောက်အမပေးမိအောင်နေကြပါဒါကျွန်တော်ပို့နေပြောတာအဲဆိုအဲပွဲချစ်ပါတဲ့သူတွေနေနေလေဒါမျိုးနဲ့နောင်ကျင်သွားစီချင်ပါပြီပွဲချစ်ပါတဲ့သူတွေတော့ဒါမျိုးဟိုပွဲချစ်ပါသူကပြစ်ရှိတယ်ဆိုလည်းညှို့ပြထိုးတယ်ဟိုပွဲချစ်ပါသူကလည်းပြစ်ရှိတယ်ဆိုပြောတဲ့ကောင်ကလည်းပြစ်ရှိတယ်နောင်ဒါမျိုးဘယ်ကောင်လို့လို့လို့မရအောင်ပြီးတော့ rapper ဆိုတဲ့ကောင်တွေကတော်တော်များဟိုစကားငါးလုံးမပြည့်ဘူးငါးကောင်ပြောရင်သုံးလောက်ဆဲပြီးနေပြီဆိုတာကြီးလောက်ထိဒီစိုးတာဗျအဲ့ဒါစိုးတယ်အဲ့ဒါမိမတွေမတင်တာလားမိမတွေကပဲတေးချာဒါကိုသင်ပြရကောင်မသိတာလား ဒီ society ဒီလိုပြည့်စည်သွားတာဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့နောက်တစ်ခါကိုမိဘနေရာဖြစ်ရောတစတဲ့တစက်ဆဲဆိုရိုင်းဆိုင်ပြောနေမှာလားအဲ့ဒါလူရင်ကြီးလားတကယ်ကိုအဆင့်တန်းရှိရလူလားအဆင့်တန်းရှိရလူဆိုတာနှုတ်ကနေစကားငါးခုပြည့်လို့သုံးခုလောက်ဆဲပြီးသွားပြီဆိုအဲ့ဒါအဆင့်တန်းရှိရလူမခေါ်ဘူးကြာအဲ့ဒါအမှုပညာတယ်မကလို့အမှုပညာတမားမကလို့ဘာကောင်ဖြစ်ဖြစ်ဗျာနိုင်ငံတော်ကြီးကြီးတွေတာသမီတွေဖြစ်နေပြီဆိုဘယ်ကောင်ဖြစ်နေပြီဆိုအဆင့်တန်းဆိုတာဘာနဲ့လဲဆိုတော့ကိုပြောတဲ့စကားတွေကစကားငါးလုံးတော်ပြူနှစ်ခါလောက်ဆဲပြီးသွားပြီသုံးခါလောက်ဆဲပြီးသွားပြီအဲ့ကောင်တော့လူလို့တကယ်ကိုအဲ့ကောင် လူမှုအစင်တန်းနှိမ့်ကြတဲ့လူကိုခေါ်တယ်အဲ့တော့တချို့ကိုကိုတီချောင်ပြောချင်တာတချို့လူတွေဟိုတီစီချင်လို့ပြောတာနော်ဒါလေးကကြုံကြိုက်လို့မကျဲဦးလို့နေတာကျဲစရာလေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်လဲဆိုတော့မနက်ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးညှော်လင့်ပါတယ်နော် ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့မျှော်လင့်တယ်နော်စတိတ်စင်ပေါ်မှာ rapper တွေလား bar တွေလားတော့မသိဘူးနော်ဟုတ်တယ်နော်ကြည့်ပြီးပြီလို့ထင်တယ်နော်ကြည့်ပြီးပြီလားကြည့်ရသေးဘူးလားမကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းဖွင့်ပြမယ်မကြည့်ရသေးရင်ပြောเนาะဆိုတော့အဆုံးထိကတော့အမေနှမ ြည့်ဖို့အတွက်ကိုမတင်တော်ဘူးเนาะညီကောင်မမွားရင်အတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကိုတော်ရင်တော့ရန်ဆိုလို့ဆက်ပြီးမဖွင့်ပြတော့ဘူး။ဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်။နော်။ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေကစင်ပေါ်မှာယာရင်အောက်မှာဟေးဆိုလူငယ်တွေကဟာတစ်ခါတည်းကိုလေအော်အော်ပါတွေပေးကြတယ်မူးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်မအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်၆ချက်တည်းကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျွန်မသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျွန်မတို့က အာဒီစကားတွေဟာလူအများပြိတ်သက်အလင်မှာ ပြောတဲ့နဲ့စကားလားမပြောတဲ့နဲ့စကားလားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကို ခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကုန်လုံးကိုမဆိုလိုဘူးနော်အကုန်လုံးကိုမဆိုလိုဘူးအဲ့တော့မူရစီဝါကြောင့်လားအရက်ကြောင့်လားဘာကြောင့်လဲ ်เนาะဆိုတော့ဓာကြီးကြတော့အရန်လုံလောက်ကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာကတတိဆန်နေရပဲပြုတ်မှုပြောဆိုနေထိုင်လောက်ကင်ရတာလူတွေကမလုပ်ကြဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိရဲ့ဟိရိအော်တပ်ပါဆိုတဲ့တရားနော်ဟိရိအော်တပ်ပါဆိုတာဘာလဲဆိုရင်ဘုရားရှင်ကလောကအပေါ်မှာကောင်းမှုတွေကိုအခြေခံနဲ့ တရားတွေတက်တန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နီလန်းနှစ်ပါးဟိရီရဲ့အော်တက်ပါရဲ့ဆိုပြီးတော့မှနော်ဟိရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုမူရင်ရှက်တက်တဲ့စိတ်ကိုဟိရီလို့ခေါ်တယ်နော်မကောင်းတာကိုပြူတာကိုမဝင့်တဲ့စိတ်ဟိရီရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟိရီလို့ခေါ်တယ် အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်เนาะအပြစ်ကိုအပြစ်ပြုရမှာကို ကြောက်တက်တဲ့စိတ်ကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့ဟီရီအော်တက်ပါတရားမရှိဘူးဟီရီအော်တက်ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟီရီဆိုတာကရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာရှက်တက်တဲ့စိတ်အော်တက်ပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ် ဲ့ဒါကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တက်ပါလည်းမရှိတော့ဟီဒီအော်တက်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကလေကျွန်မတို့တွေကကာလန်ဒေတန်ဆိုတာရှိတယ်နော်အဲ့တော့အမှုပညာလုပ်တယ်ဆိုရင်လည်းကျွန်မအဲ့ဒီစဲတဲ့ခုနစင်ပေါ်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ခလေးကိုကျွန်မကြည်လည်းမကြည်ဘူးသိလည်းမသိဘူးဘာအမှုပညာရှင်မှလည်းကျွန်မမသိဘူးကြည်ရတာတော့ရပါတွေလို့ထင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေကတော့ရပါတွေဖြစ်လိမ့်မယ်နော် ဆိုတဲ့အခါကျတော့ကြည်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျွန်တော်တို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအိုးဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမှုပညာရှင်နေဆိုတာကလေအများအတွက်ကိုကျွန်တော်တို့ကအញ្ញန်း influence ဖြစ်ပါ ်နော်အမှုပညာရှင်တွေအဲဒီလိုမျိုးကျွန်တော်တို့ social influencer တွေပေါ့စသဖြင့်ပရိသတ်ပေါ်မှာအရန်ဩဇာလွှမ်းမိုးပါတယ်အရန်ဩဇာတက်ရမှုရှိပါတယ်ကျွန်တော်တို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစိတ်လေးတောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွတ်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့စတိုင်နဲ့စစ်လိတ်တောက်တယ်လေဒိုးကလေးတို့ဘာတို့လားเนาะအဲ့လိုမျိုးမှလေစစ်လိတ်တောက်နောက်တစ်ခါမာဘိုလို secret ကြော်ညာတို့ဘာတို့မှစစ်လိတ်တောက်တာတွေမြင်ပြီးတော့မှစင်ကြောသက်တော်တော်များများစစ်လိတ်တောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီဒီအမှုပညာရှင်တွေကိုပြစ်ပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာ နော်နောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲကိုရီးယား wave ဆိုပြီးတော့မှအနုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယားရဲ့အစားအစာတွေကိုရီးယားရဲ့ညင်ကျင်းမှုတွေစသဖြင့်နော်အဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအနုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်နိုင်ကြ idol တွေ နော်ဟာကြည့်ပြီးတော့မှလူငယ်တွေကအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝတ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအရန်အတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆို ပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပရိသတ်အပေါ်မှာအစိတ်အတောင်မဖြစ်စေဖို့အရန်အရေးကြီးတယ်ရိုင်းဆိုင်တာဟာကောတာမဟုတ်ဘူးဒါဟာရိုင်းတာရိုင်းဆိုင်တာ နော်ဒီစကားကပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားအဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကို ဖြစ်တယ်။ရိုင်းဆိုင်နေ။အဲ့တော့အနုပညာရှင် ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်ကြီးဟာအများကြီး ြန့်သွားနိုင်တယ်เนาะအတူယူတွေအများကြီး လွဲမှားသွားနိုင်တယ်အဲ့တော့အစိမ့်အတောင်ဖြစ်ပါတယ်ပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်ပြီးရင်တောင်းပန်လိုက်ရင်ရတယ်ဆိုတဲ့ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျမကဒီလိုလေးတော့အာခံစားမိတယ်เนาะကျမတို့ဗညာဖုံးပြေလာเนาะဗညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဗညာဖုံးပြေထောင်ကြရတယ်နဲ့တူတယ်เนาะဆိုတော့အဲ ဒါတောင်မှပင်အရန်ကြီးအခြေအနေဆိုးဆိုးဝါးဝါမြင်ခွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှစိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ်เนาะအဲ့တော့ကျမတို့ကကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်တယ်တိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝိဝါဒကွဲပြားတယ်အဲ့တော့သက်ဆိုင်ရာအာဏာပိုင်နေနဲ့အနေနဲ့ဆိုရင်တော့ ထိန်းចောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်เนาะဒါမျိုးလုံရင်ဒါမျိုးပြောရင်ပြောလို့မရဘူးဒါမျိုးလုံရင် လုံလို့မရဘူးဆိုတာကိုတတ်ဆိုင်ရာ အစည်းအရုံးတွေကနေတဆင့်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုညှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုညှဝေထားဖို့လိုတယ်အတိတွေကိုညှဝေထားပေးဖို့လိုအပ်တယ်ကျမတို့ခုနလိုစီးရင်စီးကန်းတွေကိုညှဝေထားဖို့လိုအပ်တယ် နော်ဆိုတော့တက်ဆိုင်ရာဂီတအစင်းယုံသဘင်အစင်းယုံရုပ်ရှင်အစင်းယုံစသဖြင့်ဒီလိုအစင်းယုံတွေကလည်းမိမိရဲ့အသင်းဝင်တွေကို နော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချောင်းဖို့လိုတယ်အဲ့ဒီအနေမှာတဆင့်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့ဒီဥစ္စာတွေကို ကျမတို့လက်တင်မခံဘူးဆိုတာလေးကိုတော့ ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျမတို့တွေဒီတိုင်းကိုခုနလိုပေါ့လူတော်ထဲမှာတော့ခြားနားထောင်လိုက်လို့မသိနဲ့စကလုံးနေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ယိုင်းလာနေဟာမတူဘူး။ ခင်မီတာခစ်ဆန်တာခစ်ရှိပြေးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆံတဲ့ကိစ္စရင်းလိင်ဆက်ဆံတဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝင်းဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလက်ပိုက်ကြည့်နေနေဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေနေဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျွန်တော်တို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင် ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ပြောဆိုဆုံးမမှုတွေကိုတော့ တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါเนาะကျွန်တော်တို့ပြည်သူတွေကပြောရင်ခုနပြောသလိုမျိုးဝေဖန်နေတိုက်ခိုက်တယ်အဲကျွန်တော်တို့တွေကမနာလိုတယ်အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်စရာတွေရှိရယ်ပေါ့เนาะအဲ့တော့တက်ဆိုင်ရာတာဝန်ရှိတဲ့တက်ဆိုင်ရာအစည်းအရုံးတွေတက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားရင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညာကနေပြီးတော့ပဲကျွန်မကဒီကလေးတွေကိုလေအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะဒါဒီ မူးလို့ပါယူးလို့ပါစိတ်မမှန်လို့ပါဆိုတိုင်းစော်ကားချင်တိုင်းစော်ကားလို့မရဘူးရိုင်းချင်တိုင်းရိုင်းလို့မရဘူးဟုတ်လားအဲ့တော့မူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ယူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ဥပဒေအရကင်းလို့ခွင့်ရှိလားရှိဘူးနော်ထိုက်တဲ့နဲ့ပြမှုပြစ်ဒဏ်နေရှိတယ်မူးရင်လည်းကျူးလွန်လို့မရဘူးယူးရင်လည်းကျူးလွန်လို့မရဘူးဟုတ်လားအဲ့တော့ ဂွန်တာနဲ့ရိုင်းတာနဲ့မတူဘူးဒီတယောက်ကိုလက်ခံလိုက်ရင် နောက်ထပ်တယောက်လာမယ်နောက်ထပ်တယောက်ကိုထပ်ခံလိုက်ရင်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လားဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလားဒါဆိုရင်ကျန်တဲ့ရင်ရင်ကျစ်ကျစ် rapper တွေကခင့်မဲ့မိတာလားဟုတ်လားဆိုတော့ဟိုဒါအသိပညာညှဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော် စတိတ်စင်ပေါ်မှာတက်ပြီးတော့မှရိုင်းဆိုင်တာဒီလိုရိုင်းဆိုင်လို့မရအောင်မူးလို့လည်းမရအောင်ယူလို့လည်းမရအောင်ဝမ်းနေနေလို့လည်းမရအောင်ဟုတ်လားအဲ့တော့ပြည်သူကိုဖျော်ဖြေဖို့အတွက်ပြည်သူရှေ့ကိုရောက်လာပြီဆိုလို့ရှိရင်မူးလို့ကျူးလွန်လိုက်မိတာပါယူလို့ကျူးလွန်လိုက်မိတာပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါပြုံလို့ပါမရအောင်တော့အဲ့ဒါတွေအကုန်လုံးကို control လုပ်နိုင်မှအများပြည်သူရှေ့ကိုရောက်လာဖို့တင့်တယ်ယူနေရင်လည်းစင်မတင်နဲ့မူးနေရင်လည်းစင်မတင်နဲ့ ဝမ်းနည်းနေရင်လည်းစင်မမတင်နဲ့ဟုတ်လားကျမပြောတာနော်အဲ့တော့ရသွားတယ်ကင်ပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းမျိုးမှမဝေဖန်ဘူးကွာလူတွေကဝိုင်းမျိုးမှမစင်ဘူးကွာလူတွေကဝိုင်းမျိုးမှမထောက်ပြဘူးကွာဆိုရင်မှန်နေသူကသူ right ပဲဖြစ်မှာလေမှန်တယ်ငါလောက်တောင်ငါပြောတာမှန်တယ်တွေ့လားအဲ့တော့ဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ဒီ test ရိုင်းနဲ့ attention မျိုးနဲ့ထက်ရိုင်းမှာ ကျွန်တော်တို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရတယ်ဆိုတဲ့ဟာနဲ့မရလို့မှ တောင်းမှန်တာရရင်ဆက်လုပ်မှာမရလို့တောင်းမှန်တာနော်မရလို့မှတောင်းမှန်တာမရှိလို့မှတွေ့ပြီးပြီမရလို့မှတောင်းမှန်တာရရင်ဆက်လုပ်မှာ အဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျူးလွန်လို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျူးလွန်လို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအတူယူရတဲ့ဒီလိုမျိုးအမှုပညာရှင်တွေဟာအဲ့လောက်မှစိတ်ဓာတ်မခိုင်ပါရင်စင်မောတက်မလာခင်းနဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါ ယူလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူတာတွေလူလူတွေကိုဘာဖြစ်လို့စင်မတင်ပေးတာလဲဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ပလင့်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလင့်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လားမျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အပြစ်ကိုဆိုရင်ဒါကျမတို့ကမတရားဘူးဒါဆိုရင်ညီမျှမှုမရှိဘူး အားလုံးကဝိုင်းဝန်းထောက်ပြလို့သာရင်မှားပါတယ်လို့တောင်းမှန်တာအားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမစုဘူးဆိုရင်နောက်ပွဲကျရင်ဒီထက်ပိုရိုင်းမှာဟုတ်လားကျွန်မပြောတာဟုတ်လားရိုင်းတာဟာခေါ်တာမဟုတ်ဘူးပေးနိုင်ငံပဲလူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတူယူမမာနဲ့ အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကလန်းကိုအောင်မြင်အောင်ရှောက်ဟန်းလို့မရဘူးကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးเนาะအဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တရားမဖြစ်အောင်နေထိုင်ရမယ်ဟုတ်လားကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိတယ်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာဖုံးပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်နော် အခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်လေညာတာရမယ်ဖဲဖြစ်ရမယ်ဒါကိုကျူးလွန်ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ် နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါ ਨੇ မျက်ရည်ကနေမထိုးနဲ့ပရိသတ်တရားငပေါ်မဟုတ်ဘူးရိုင်းတဲ့နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါလေမလုံးနဲ့မရိုင်းငင်ကစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတူယူရမယ့်ကိစ္စမဟုတ်ဘူးနော်ဒါဟာဂေါ်ရာမဟုတ်ဘူး ါဟာမမှန်ဘူးเนาะဒီလိုရိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးเนาะကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့ကတိဆောက်ဖို့လိုအပ်တယ်เนาะအဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတပြေးပြေးနဲ့လူကြီးဖြစ်လာမှာဒီလူငယ်ဘဝမှာပဲတည်တံ့နေမှာမဟုတ်ဘူးသားတို့သမီးတို့ကလည်းတစ်ချိန်ကျရင်တို့တွေလိုအသက်ရွယ်နေစဉ်နဲ့အမြအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာ နော်မိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမျှအသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမတိပေမဲ့တရက်ဆိုရင်တိတာလေတလဆိုရင်တိတာလေတနှစ်ဆိုရင်တိတာလေဆယ်နှစ်ဆိုရင်တိတာလေတစ်ပြေးပြေးနဲ့ကြီးလာမှာပါ နော်နာရီစက္ကန့်တွေအချိန်တွေပေါင်းလိုက်လို့ရှိရင်တစ်ခေတ်ပြည့်နဲ့ကြီးလာမှာပါဒါကြောင့်မလို့နောက်အနာဂတ်အတွက်လူကြီးဖြစ်လာမယ့်သားတွေတမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတိဆောက်ဖို့လိုအပ်တယ်ယဉ်ကျေးတဲ့လိမ်မာတဲ့နော်တကယ့်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်အဲ့တော့မှားတာကိုမှားတယ်မှန်တာကိုမှန်တယ်ရိုင်းတာကိုရိုင်းတယ်ဆိုတာကိုခွဲခြမ်းဆုံးဖြတ်တတ်တဲ့ဝေဖန်ပိုင်းခြားတတ်တဲ့အသိဉာဏ်ရှိတဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ် ရိုင်းတာဟာ గో ရာမဟုတ်ဘူးသားတို့သမီးတို့နော်